နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမေလ24ရက်စနေနေ့ ပြေဩဝါဒစာခန်းကြီး17ငွေတက်မှရှင်ယုံကြည်ခြင်းသည်မျောလင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ထိုပါရမီကြောင့်ရှိလူဟောင်းတို့သည်ကြီးမွမ်းတော်မူခြင်းကိုခံရကြ၏ယခုမြင်ရသောအရာတို့သည် အရင်ထင်ရှားသောအရာတည်းကမဖြစ်ပေလောကတတ်တို့သည်ဖျားသခင်၏အမိန့်တော်ကြောင့်သာတည်တည်ကို ငါတို့သည်ယုံကြည်ခြင်းအဖြစ်သိကြ၏အာဗီလာသည်ကာအိနာပူဇော်သောရစ်ထက်သာ၍မြတ်သောရစ်ကိုယုံကြည်ခြင်းအဖြစ်ဖျားသခင်အားပူဇော်၏ထို့သောသောရစ်ကို ပူဇော်၍မိမိဖြောင့်မတ်သည်ဟုတတ်သိခံတော်မူခြင်းကိုရလေ၏အဘယ်သို့နည်းဟုမူကားသူလူသောအလူကိုဖျားသခင်သည် လက်ခံတော်မူ၏တို့ဖြစ်၍အာဗီလာသည်တေလွန်တော်လေ ယခုပင်တရားဟောသည်ဤအေနောက်သည်ယုံကြည်ခြင်းအပြင်တည်ခြင်းနှင့်လွတ်၍ဘဝပြောင်းရ၏ဘုရားသခင်သည် သူကိုဘဝပြောင်းစေတော်မူသောကြောင့်သူသည် နောက်တဖန်မပေါ်မရှိ သူသည်ဘဝမပြောင်းမီဘုရားသခင်ဤစိတ်တော်နှင့် တွေ့တော်သူ ဖြစ်သည်ဟုတတိခံခြင်းကို ရလေ၏ယုံကြည်ခြင်းမရှိရင်ဘုရားသခင်ဤစိတ်တော်နှင့်မတွေ့နိုင်အကြောင်းမူကားဘုရားသခင်အထံတော်သို့ ချင်းကဲ့သောသူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်။နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသောဗျာဒိတ်တော်ကို ခံရပြီးမှယုံကြည်ခြင်းအပြင် ကြောက်ရွံ့သောစိတ်ရှိ၍မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းကသင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအပြင် လောကီသားတို့ကိုအပြစ်တင်၍ယုံကြည်ခြင်းနဲ့ရှင်တော်ဖြတ်မှတ်ခြင်းကိုလည်းအမွေခံရ၏အာဗြဟံသည်အမွေခံရလက်တန့်သောပြည်သို့ ထွက်သွားမိအကြောင်းဘုရားသခင်ခေါ်တော်မူသောအခါ သူသည်အဘယ်အရသို့သွားသည်ကို ကိုယ်တိုင်မသိပဲလျက်ယုံကြည်ခြင်းအပြင် နားထောင်၍ထွက်သွားလေ၏ ယုံကြည်ခြင်းသည် မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲနှံခြင်းအကြောင်းဖြစ်၏ဟေဗြဲဩဝါဒစာအခန်းကြီး17ခန်းငယ်1ယုံကြည်ခြင်းဖြင့်ခုန်လွှားခြင်းအနောက်အန္တာတိကဒေသရှိ6လသားအရွယ်ပန်ကွင်းငှက်900ခန့်သည် မာကျောသောရေပြင်အထက်ပေ90မြင့်သည့်ရေခဲတောင်ထိပ်တွင် တိုးဝှေ့သွားလာနေကြသည် ထိုအထဲမှာပန်ကွင်းငှက်တစ်ကောင်သည် ရှေ့သို့ဦးဆိုင်ကအောက်ရှိအေးခဲသောရေထဲသို့ယုံကြည်ခြင်းဖြင့်ခုန်ချလိုက်ပြီးအဝေးသို့ရေကူးသွားသည်မကြာမီအခြားပင်ကွင်းငှက်များလည်းထိုနည်းအတိုင်းလိုက်၍ခုန်ချကြတော့သည်ငယ်ရွယ်သောပန်ကွင်းငှက်များသည် ပေအနှဲငယ်အမြင့်မှရေပြင်ပေါ်သို့ခုန်ချပြီးပထမဦးဆုံးရေကူးခြင်းအတွေ့အကြုံကိုရယူလေ့ရှိသည်ပန်ကွင်းအုပ်စု၏တည်ခြင်းဖြစ်ဆန်က ခုန်လွှားလိုက်ပုံကို ကင်မရာ၌ပထမဆုံးတပ်ပုံရယူမိခြင်းဖြစ်သည်ပထမဦးဆုံးရေကူးခြင်းအတွေ့အကြုံရယူရန်ဘာဖြစ်မည်မသိသောနေရာသို့မြက်ကန်ကဲ့သို့ခုံချသောထိုပင်ကွင်းငှက်တို့ဤလောက်ရက်သည်ကေတင်ချင်းရရှိရန်လူတဦးတယောက်ကတခင်ယေရှုကိုယုံကြည်ကိုးစားခြင်းနှင့်ဆင်တူသည်ဟုအချို့ကပြောကြသည်သို့တော်လည်းကိုရော့ကိုယုံကြည်ခြင်းသည် ထိုအရာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်ဟေပြဲဩဝါဒစာကိုရေးသားသူက ယုံကြည်ခြင်းသည်မျော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ဟုဆိုပါသည်အေးနောက်၏ယုံကြည်ခြင်းကဘုရားသခင်၏စိတ်ကိုကြည်နက်စေသည်ယုံကြည်ခြင်းမရှိရင်ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ကမ္ဘာကြီး၌ကြီးမားသောရေလွှမ်းမိုးမှုကိုမတွေ့ကြုံဘူးတော့လေနော်အေးသည်ဘုရားသခင်ကိုယုံကြည်ခြင်းအပြင်ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကိုကဲတင်ခြင်းကတင်မောကိုတည်လေ၏အာဗြဟံသည်အဘယ်ရက်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်ယုံကြည်ခြင်းအပြင်ဖျားသခင်၏နောက်တော်သို့လိုက်လေ၏ပထမဆုံးသခင်ယေရှုကိုကျမတို့ကိုးစားခြင်းသည်ယုံကြည်သောကြောင့်ဖြစ်သည်ကိုရောနောက်သို့လိုက်ပြီး ကျမတို့၏ယုံကြည်ခြင်းအစ်စ်ခံရသောအခါဖျားသခင်သည် အထက်ပါလူတို့၌မြည်သို့ဖြစ်စေခဲ့သည်ကိုကျမတို့အောင်မြင်တည်ရနိုင်ပါသည်။ ဘာကြောင့်လဲမြည်တို့ဖြစ်လာမလဲကိုကျမတို့မသိရှိတော့လဲရလက်အတွက်ဖရာသခင်ကိုယုံကြည်ကိုးစားနိုင်ပါတယ်မြည်သည့်အချိန်ကတင့်ယုံကြည်ခြင်းအတွက်ဖရာသခင်၏လက်တော်ဖြင့်ကွယ်ကမှုအဖြစ်ကိုရရှိခဲ့သည်နိ ကိုရောကိုယုံကြည်ခြင်းကြောင့်တင့်တတ်တာတွင်ဖရာသခင်အလုံးလုံးနေသည်ကိုမြင်ခဲ့သို့တွေ့မြင်ခဲ့ရသည်မည်။ချစ်တော်သခင်ယေရှုဖရာကိုရောသည်တစ္ဆာတည်သောကြောင့်ယေရှုတင်မ၏။သခင်ယေရှုနာမကို အမိပြုရင်ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။